ွင်းနဲ့ကြုံဝင်လာလို့ဝေးနဲ့ပဲကြည်ရန်ခြေစစ်ဝဲကိုခဏရက်ခင်ရဘလုံးကြသူများအတွက်ကျမတို့ရဲ့ဝမ်းမြောက်ချမ်းမြေလေးကပြန်လည်ကြိုဆိုလိုက်ပါမယ်ဝေးစင်းနဲ့ပဲကြည်ရန်တင်းတို့ရဲ့ကဘာဖလားကျေးစစ်ပွဲစဉ်ဟာကွင်းထဲကျူးကျော်ဝင်ရောက်လာတဲ့အမွေခပ်ပွားပွားတကောင်ကြောင့်အနှောက်ယှက်ဖြစ်ခဲ့ရပါတယ်။အဲဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာကြွတ်တကောင်ကကာဒစ်ကွင်းထဲကိုပြေးဝင်လာတာကြောင့်ပွဲကိုခဏရပ်ထားခဲ့ရတာပါ။66မိနစ်မှာပဲကြည်ရန်က2-1ကိုနဲ့ဦးဆောင်နေချိန်မှာပဲဒန်လူကြီးတန်နီရဲ့စီဘက်ကပွဲကိုရပ်ပေးခဲ့ပါတယ်။ အရိတက်ကကွင်းမြတ်ခင်းပြင်ပေါ်ဖျက်ပြေးသွားချိန်မှာ TV ကင်မရာတွေကချက်ချင်းမဲ့အမိယအမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဝေးတို့ရှုံးနေပေမဲ့အင်ရှင်ပရိသတ်တွေကတော့ဒီထူးဆန်းတဲ့အဖြစ်အပျက်ကိုရှင်းရှားဖြစ်နေမြင်ခဲ့ကြပါတယ်။ဘရနန်ဂျွန်ဆန်ကအရိတက်ကိုကွင်းပြင်မှထွက်သွားအောင်လုပ်ပေးပြီးပွဲပြန်ဆောက်နိုင်ခဲ့တဲ့အခါမှာတော့ပရိသတ်တွေအော်ဟစ်အားပေးခဲ့ကြပါတယ်။ကံကောင်းစွာနဲ့ပဲကျွတ်ကိုဖယ်ရှားချိန်တွင်မှပွဲဥက္ကဏလေးသာရှင်းနာခဲ့ရပါတယ်။ ်ဒီပွဲဟာနီးပြားဂရိတ်ဘယ်လာမီရဲ့အသင်းအတွက်လာမင်းရွေရာသည်ကမ္ဘာဖလားအတွက်ခြေစစ်ပွဲအောင်နိုင်ရေးမျှော်လင့်ချက်ကိုထိခိုက်စေခဲ့ပါတယ်ဂျိုရိုတုံရဲ့ကိုနဲ့စောစီစွာဥဆောင်ခဲ့ပေမဲ့အင်ရှင်တင်းကပထမပိုင်းပြီးမှနောက်ကလိုက်ကစားနေခဲ့ရပါတယ်။ကေဗင်ဒီဘရိုင်းနာက16မိနစ်မှာပနတီယာနေတကိုသွင်းပြီး6မိနစ်ကြာမှတောမတ်စ်မူနီယာကနောက်တကိုသွင်းယူပေးခဲ့တာကြောင့်ဘယ်ဂျီယန်ကဥဆောင်ထားခဲ့ပါတယ်။ နောက်ပိုင်းချိန်တွေမှာ Manchester City ကစားသမားဟောင်းကပယ်နတီကနေပဲတတိယဂိုးကိုထပ်မံသွင်းယူခဲ့ပြီးသုံးမှတ်ကိုသေးချစေခဲ့ပါတယ်။ဒါမဲ့ဝေးစင်းကတော့နာကျင်ချိန်မို6မိနစ်မပေးခင်မှာပဲလူစားဝင်လာတဲ့ Nathan Broher ကနေပြီးတော့တကိုးပြန်ပြီးတော့ခြေပါခဲ့ပါတယ်။ဒါမဲ့ပြန်လာဖို့မျှော်လင့်ချက်တွေက Leandro Trossard ရဲ့ဂိုးကြောင့်ချက်ချင်းဆုတ်သလိုပျောက်ကွယ်သွားခဲ့ရပါတယ်။ ဒီပွဲရလက်ကြောင့်ဝေးသိန်းကအုပ်စုတတိယနေရာမှာရှက်တည်နေပြီးလက်ကျန်ပွဲစဉ်နှစ်ပွဲသာကျန်ရှိတော့ချိန်ထိတ်ဆုံးကဦးဆောင်နေတဲ့ဘဲဂျီယန်တင်းရက်နောက်၄မှတ်ကွာမှရှိနေပါတယ်။